တောင်ပြည်တပ်မှတင်းနေမြေမိုင်းကောင်မြို့မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပေါင်း150ပုံနှလုံးရော့ကတ်ဘုံလေးလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့လို့နှစ်ဦးတေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘာလ၈ရက်နေ့နေ့လယ်၁၇နာရီဝန်းကျင်အချိန်မှာမိုင်းကောင်မြို့မန်လုံရက်ကွက်ရဲစခန်းရှိကိုစစ်ကောင်စီတပ်ကပေါင်း150ပုံနှလုံးဇေရက်ကွက်ကိုရော့ကတ်ဘုံနှလုံးနဲ့တာလုံရက်ကွက်ကိုရော့ကတ်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့လို့အရက်သားပြည်သူနှစ်ဦးတေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါအပြင်နေအိမ်ရှိအိမ်လည်းထိမှန်ပျက်စီးသွားခဲ့ပါတယ်။အလားတူစစ်ကောင်စီတပ်ကစတေမာလ9ရက်နေ့နေ့လယ်7:00နာရီခွဲဝန်းကျင်မှာမိုင်းလုံမြို့နယ်မဟုံးကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပေါင်း150ပုံနှလုံးလာရောက်တဲချတိုက်ခိုက်ခဲ့လို့ကလေးတဦးအပါဝင်အရတားပြည်သူ10ဦးတေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နေအိမ်6အိမ်လည်းထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတရဲ့ဘုံကျဲတိုက်ခိုက်တာတွေရှောင်ရှားနိုင်ဖို့စည်ရေးတရအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရံအားနေကာကွယ်နိုင်ဖို့လေကြောင်းရံကာကွယ်ရေးဆိုင်ရာနေရာတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်ရှင်ဒီမှာ Nebosmegma